အားလုံးပဲမင်္ဂလာပါရှင်။အော်တိုဘာလ9ရက်နေ့ကနေ17ရက်နေ့ထိတပတ်တာတော်မူလေးဝတာခမှန်ချက်တွေနဲ့အတူရာသီဥတုအကူပြောက်ကလာတော့အထူးရေးကြီးတဲ့သတိပေးချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီတပတ်တွင်အနောက်တောင်ပုတ်တုပ်လီဟာမြန်မာနိုင်ငံကနေအပြည်သက်ဆုတ်ခွာတော့မှာဖြစ်ပြီးအစွန်ရောက်ရာသီဥတုဖြစ်စဉ်လာနေညာကြောင့်မိုးလွန်ကာလမှာအခါလွန်မွန်အန္တရာယ်ကိုတောက်သူတွေအနေနဲ့အထူးသတိပြုရမယ့်အချိန်ဖြစ်ပါတယ်။တပတ်တာတွင်ပြည်နယ်နဲ့တိုင်းအားလုံးမှာနေသားချင်းတွေပုံများလာပြီးညနေပိုင်းအချိန်တွေမှာသာမိုးနှင်းငယ်ကနေတင့်တင့်ရွာနိုင်ပါတယ်။ မိုးရေချိန်အများဆုံးရရှိနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်တနင်္သာရီတိုင်းမွန်ပြည်နယ်အေရဝတီတိုင်းနဲ့စကိုင်းတိုင်းတို့ပဲဖြစ်ပါတယ်။မနက်ဖြန်အတွက်ရန်ကုန်မြို့ပါဝင်စစ်တွေမင်းပြားမြန်အောင်ပေါက်တဲ့ပြီးတရက် မုံရွာမိုးကုတ်မော်လမြိုင်တထုံစိုက်ခမီနယ်မုဒုံမြို့နယ်တွေမှာမိုးတင့်တင့်ကနေမိုးများနိုင်ပါတယ်။မကွေရေနံကြောင်ကြောက်ပသိမ်းကြောင်ကုန်ဝါခင်မာနယ်ပန်းတော်မြို့တွေမှာမိုးနှင်းငယ်ကနေတင့်တင့်ရွာနိုင်ပါတယ်။နေ့ပူချိန်တွေပြန်လည်မြင့်တက်လာနိုင်ပြီးလာမယ့်ကြာသပတေးနေ့တောက်ကြနေ့တွေမှာတော့ မုံရမန္တလေးမကွေးနေပြည်တော်ပါဝင်ပဲခူးတိုင်းဧရာဝတီတိုင်းရန်ကုန်တိုင်းနဲ့မွန်ပြည်နယ်တို့မှာနေပူချိန်တိသာစွာမြင့်တက်လာဖို့ရှိနေပါတယ်။အော်တိုဘာလ6ရက်နေ့တနင်္လာနေ့ကနေစပြီးအနောက်တောင်မုတ်တုတ်လေးဟာဧရာဝတီမြို့ဝကျုံပေါ်ဒေသတွေကနေဆုတ်ခွာသွားတော့မှာဖြစ်ပါတယ်။မိုးနောက်ကလာအလုံးမှာအစွန်ရောက်ရသည့်ဥတုဖြစ်စဉ်ဖြစ်တဲ့လာနီညာဖြစ်နိုင်ခြေဟာ80ရာခိုင်နှုန်းအထက်ရှိနေတယ်လို့မိုးလေဝသပညာရှင်ဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒါကြောင့်မိုးလွန်ကာလဖြစ်တဲ့နိုဝင်ဘာလကုန်ထိ နှောင်းမိုးအခါလုံမိုးဖြတ်မိုးတွေရသွန်းနိုင်လို့စိုက်ပျိုတော့သူတွေအနေနဲ့အထူးသတိထားပြင်ဆင်ရမယ့်အခြေအနေပဲဖြစ်ပါတယ်။ဒါ့အပြင်နေလန်းစားချက်လုပ်ဖို့ပြင်ဆင်နေကြတဲ့စားတောက်သူတွေအနေနဲ့လည်းရာသီဖြတ်မိုးကိုသတိပြုပြင်ဆင်ထားကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ဒီတစ်ပတ်ကအစပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာညပူချိန်တွေဇက်တိုက်ကြဆင်လာနိုင်ပါတယ်။မြောက်လီပြန့်ဟိမန့်ဆောက်ရသည်ငွေကြီးငွေနှင်းလီတွေဖြန့်ပတ်နေတော့သည်ဆိုတော့တေးသန့်ရှင်အန်တီမီလာမြာရဲ့အစအမိတခြင်းသက်လေးတွေပြန့်လွင့်လာဖို့ရှိနေပါတယ်။ မိုးနောက်ကာလမှာမုန်တိုင်းဒေသတိုင်းဖြစ်ထုံပြီးလာနီညာဖြစ်စဉ်တွေလည်းဖြစ်ပေါ်လာဖို့ရှိနေတာကြောင့်အချိန်နဲ့မျှပြောင်းလဲနေတဲ့မိုးလေဝသဖြစ်စဉ်တွေကိုကျမတို့ CG platform ကနေနေ့စဉ်ဆက်လက်ထုတ်လွှင့်ပေးနေမှာပဲဖြစ်ပါရဲ့ရှင်။ CG platform ရဲ့တပတ်တာမိုးလေဝသခန့်မှန်းချက်တွေကိုကြီးစုနားဆင်ပေးခဲ့ကြသူအားလုံးသတင်းကြုတ်ခါသမယမှာတဘာဝဘေးစစ်ဘေးတွေကနေကင်းဝေးပြီးမိသားစုနဲ့အတူတူသတင်းကြုတ်ပွဲတော်ကိုနှွှဲပြနိုင်ပါစေလို့ကျမစင်တီကဆုတောင်းပေးလိုက်ပါရရှင်။